မင်္ဂလာပါရှင်အခုချိန်ကစပြီးဒီဇင်ဘာလ3ရက်ဗုဒ္ဓဟူးနေ့ညပိုင်းသတင်းမီဒီယာကိုရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်ကိုစတင်နေပါပြီကျမစမိုင်းပါကရင်ပြည်မြောက်ဝရီမြို့နယ်ကတိုက်ချန်း online ငွေလိမ်လုပ်ငန်းဝင်းထဲမှာလေပတ်နေတဲ့ crypto လိမ်လည်မှု website တစ်ခုကို American FBI ကထပ်မံဖော်ထုတ်လိုက်ပါတယ် အမေရိကန်တရားရေးဌာနရဲ့ဒီဇင်ဘာလ2ရက်နေ့ထုတ်ပြန်ချက်အရဖော်ထုတ်နိုင်ခဲ့တဲ့ website ကတော့ tickmillees.com ဖြစ်ပါတယ်။ ဒီ website ဟာတရဝင် ရင်းနှီးမြှုပ်နှံမှု platform လို့ဟန်ဆောင်ပြီးတော့လူအများကြီးကို လိမ်လည်ငွေထည့်ဝင်အောင်လှုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်ဒီ website ကို2025ခုနှစ်နိုဝင်ဘာလကမှစခဲ့တာဖြစ်ပြီးတော့လိမ်လည်ခံရသူတွေရဲ့သတင်းပေးချက်အရ FBI ရဲ့ကြားဖြတ်တိုက်ဖြတ်ရေးအထူးအဖွဲ့ Scam Center Strike Force ကစုံစမ်းဖော်ထုတ်ခဲ့တာပါ တိုင်ချန် online ငွေလေလုပ်ငန်းဝန်က DKBA ထိချောက်ဒေတာထဲမှာရှိတာဖြစ်ပြီးတော့ DKBA နဲ့ Trans Asia Company တို့ပူးပေါင်းလုပ်ကိုင်တာဖြစ်တယ်လို့လဲဆိုပါတယ်။ဒီ website ကအသုံးပြုခဲ့တဲ့ငွေလေ app တွေကိုလည်း Google Play နဲ့ Apple App Platform တွေကနေဖြုတ်ချပြီးဖြစ်ပါတယ်။ဒါ့အပြင် Facebook ကိုပိုင်ဆိုင်တဲ့ Meta Company ကလည်းတိုင်ချန်နဲ့ဆက်စပ်နေတဲ့အကောင့်ပေါင်း2000ကျော်ကိုပါဖိရှားလိုက်ပါတယ်။ ဒီလိုဖော်ထုတ်မှုတွေဟာမြန်မာတိုင်းနယ်စပ်ကအွန်လိုင်းငွေလင်ခိုင်းတွေပေါ် နိုင်ငံတကာကဖိအားပေးမှုတွေဆက်လက်မြင့်တက်နေတာကိုဖော်ပြနေပါတယ်။မွန်ပြည်မော်လမြိုင်ခရိုင်ကိုခရီးသွားလာမဲ့ရှမ်းပြည်မက်ပေါ်တဲ့စက်တောင်းမြေဆောင်ကိုက်ဆောက်သူတွေဟာတဲခို့ခွင်ကက်သက်ခံနေရတဲ့အပြင်ဖန်ဆီးခံရမှုတွေပါရှိနေပါတယ်။ KP အကောက်ထဲမှာကြက်စိသိကြော်ရင်လဲသိစေးခံနေရပါတယ်။စစ်ကုမရှင်ညွှန်ကြားချက်အရာဆက်သုံးမြင်ဆောင်မပေါ်တဲ့ဂိုင်တဲ့သူဘဒူမစိုးမော်လမြိုင်မြို့ကသတ်မှတ်ထားတဲ့ဟိုတယ်၃လုံးဖြစ်တဲ့တော်ဝင်ဟင်းသာမော်လမြိုင် Strand Hotel နဲ့ Hotel Motel တို့မှာပဲတဲခွန်ခွင်ရတော့တာဖြစ်ပါတယ်။ဒါဟာစစ်စေးလွယ်ကူစေဖို့အတွက်လှုပ်ဆောင်ရလို့မွန်ပြည်နယ်ဝန်ကြီးချုပ်ကညွှန်ကြားတယ်လို့ဟော့တယ်လုပ်ငန်းရှင်တွေကပြောပါရီ ဒီလိုကန့်တန့်ရုံသာမကပဲစစ်ကုမရှင်သက်ကကြားဖြန့်နဲ့ဆက်ဆက်တယ်လို့ဆွတ်ဆွဲပြီးရှမ်းပြည်က73မြင်းဆောင်မက်ပေါ်တဲ့ကင်တဲ့သူယာနဲ့ချီကိုလည်းဖအံနဲ့မော်လမြိုင်အထွက်ဂိတ်တွေမှာဖမ်းဆီးထားတယ်လို့မြင်းပြတဲ့ဒင်းရဲမြက်ကပြောပါတယ် အဖမ်းခံရသူတွေထဲမှာအလုတ်သမားတွေနဲ့တာမန်ခီးသွားတွေပါပါဝင်ပြီးတော့ဖုန်းတွေကိုပါစစ်ဆေးနေပါတယ်။ဒီလိုမျိုးဖုန်းတွေစစ်ဆေးပြီးတဲ့နောက် KB အကောင့်ထဲမှာငွေကျပ်70သိန်းကျော်ရှိရင်သိမ်းဆီးခံနေရတယ်လို့လူအခွင့်ရေးလှုပ်ရှားသူတွေကဆိုပါတယ်။ဒီလိုဖန်ဆင်းစစ်ဆေးမှုတွေလုပ်နေတာကအခုမှမဟုတ်ပါဘူးအခုနှစ်ဇန်နဝါရီလတော့ကလေးကလို့ဆိုရမှာပါအစောပိုင်းတော့ကရှမ်းမြောက်ကတိုက်ပွဲတွေနဲ့ဆက်ဆက်ပြီးဖန်ဆင်းမှုတွေလုပ်ခဲ့တာပါ ဲ့လန်းညွန်တွေကတော့ဒီလိုနိုင်ငံသားချင်းခွဲခြားကက်သက်ပြီးအဖမ်းအစည်းတွေလုပ်နေတာဟာခီးသွွာလာဖို့မလွယ်ကူတဲ့အတွက်ခီးသွွာကန်တာမြင့်တင်ဖို့မဖြစ်နိုင်တော့ဘူးလို့ထောက်ပြပြောဆိုနေကြပါတယ်စကန်တဲ့တိုက်ပွဲနဲ့ဆက်ပါမယ် ပကူတိုင်းတာယာဝရီခရိုင်မှာတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကစစ်ကွန်မရှင်တပ်ဂိတ်စခန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်လိုက်ချိန်စစ်တပ်ဘက်က9ရောက်တည်ဆုံပြီးလက်နက်နှစ်လက်ပါသိမ်းဆီရရှိခဲ့ပါတယ်။ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့နိုဝင်ဘာလ30ရက်နေ့မနက်ပိုင်းကပါတာယာဝရီမြို့နယ်လက်ဥကုံလမ်းစုံနားမှာအထိုင်ချထားတဲ့မတော်ဂိတ်စခန်းကိုပကူယူမ PDF ယူဟာ20နှစ်ကိုကယ်မှုအောက်ကပူပေါင်းတပ်ဖွဲ့တွေက စီးနင်းခဲ့တာပါ။ တိုက်ခိုက်ခံရတဲ့ဂိတ်စခန်းဟာခမာယ35တဲ့ရင်ကဖြစ်ပြီးတော့တော်လန်ရေးတပ်ဖွဲ့တွေဝင်ရောက်ချိန်မှာအင်အား20ကျော်30လောက်ရှိတဲ့စစ်ကွန်မရှင်တပ်သားတွေထွက်ပြေးသွားကြတယ်လို့တော်လန်ရေးတပ်ဖွဲ့ကပြောပါတယ်။အဲဒီတိုက်ခိုက်မှုမှာစစ်သား9ယောက်သေဆုံးပြီးတော့ကာဗိုက်တလက်၊ MA1 တလက်တို့အပါအဝင်ကြီးစံတွေနဲ့ဖုံးတွေကိုပါတင်စီရရှိခဲ့ပါတယ်။ တော်လည်ရေးတပ်ဖွဲ့ဘက်ကတော့ထိခိုက်မှုမရှိခဲ့ပါဘူးဒေသခံတွေအတွက်လုံခြုံမှုမရှိစေတဲ့ဒီအရေးပါတဲ့ဂိတ်စခန်းကိုဖြိုချလိုက်နိုင်တာဟာနယ်မြေစိုးမိုးမှုအတွက်အောင်မြင်မှုတစ်ခုဖြစ်တယ်လို့တော်လည်ရေးအဖွဲ့တွေကထုတ်ပြန်ထားပါတယ် စကိုင်းတိုင်းကလေးမျိုးနယ်တောင်ပိုင်းမှာပြီးခဲ့တဲ့နိုဝင်ဘာလ6ရက်နေ့ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းចောင်းသားတပ်မတော် ABSDF ကတပ်စုမူအပါဝင်ရဲဘော်3ယောက်ကြာဆုံးခဲ့တယ်လို့ ABSDF စစ်ကြောင်း3ကသတင်းထုတ်ပြန်ပါတယ်။ ကြဆုံသွားတဲ့ရဲဘော်တွေဟာတက်စုမှုစိန်မြင့်လွင်ခေါ်ဖိုးလွင်ရဲဘော်စောစောဦးလို့ခေါ်တဲ့မိုင်းမိုင်းနဲ့ရဲဘော်နိုင်လင်းစိုးခေါ်ညက်စီတို့ဖြစ်ပါတယ်။သူတို့ဟာချင်းလန်းကောင်စီဦးဆောင်တဲ့စစ်စင်ရင်အတွင်းစစ်အုပ်စုကိုတိုက်ခတ်ရင်အသက်ပေးခဲ့ကြတာပါ။ အဲ့ဒီနိုဝင်ဘာ6ရက်နေ့တိုက်ပွဲမှာရဲဘော်10ယောက်လည်းထင်ရရခဲ့ကြပါတယ်။ ABSDF ကတော့ကြာဆုံးရဲဘော်တွေရဲ့ရဲစွမ်းတက်တဲ့နဲ့ဆွလွတ်ဆွစားမှုတွေကိုဂုံပြူမက်တန်တင်ကြောင်းစစ်အာဏာရှင်စနစ်ပြုတ်ကျတဲ့အထိတော်လှန်ရေးတာဝန်ကိုဆက်လက်ထမ်းဆောက်သွားမယ်လို့လည်းကတိပြုထားပါတယ်။ကျောင်းသားတက်မတော်ဟာဒီနေ့ဖေဖော်ဝါရီလနဲ့ဇွန်လတို့ကလည်းကလေးတောက်ပိုင်းနဲ့ပလဲမျိုးနယ်တွေမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာပါရဲဘော်တွေကြာဆုံးမှုတွေရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ အခုဆက်ပြီးနိုင်ငံတကာနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်သွားမှာဖြစ်ပါတယ်။တရုတ်နိုင်ငံသမ္မတရှီကျင်းဖင်ရဲ့ဖိတ်ကြားချက်အရပြည်သင်းနိုင်ငံသမ္မတမက်ခရွန်ကဒီဇင်ဘာ3ရက်ကနေ9ရက်အထိတရုတ်နိုင်ငံကိုနိုင်ငံတော်ခရီးစဉ်လာရောက်မှာဖြစ်ပါတယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြည်သင်းသမ္မတခရီးစဉ်ကာလအတွင်းတရုတ်သမ္မတရှီကျင်းဖင်ဟာ သမ္မတမက်ခရွန်နဲ့အတူတွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့ပြောပါတယ်။ တရုတ်ဝန်ကြီးချုပ်လီချန်နဲ့တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဋ္ဌကျောင်းလဲကြီတို့ကလည်းပြင်သစ်သမ္မတမက်ခရွန်နဲ့တီးခြားစီတွေ့ဆုံမယ်လို့ပြောရေးဆိုခွင့်ရှိသူကပြောပါရယ်ဆွေးနွေးမှုတွေမှာမဟာဗျူဟာညိနိုင်ဆွေးနွေးမှုအဖြစ်ဖို့လက်တွေ့ကျတဲ့ပူပေါင်းဆောင်ရွက်မှုတွေနဲ့ဆိုင်စီကနိုင်ငံစုံညိနိုင်ဆောင်ရွက်မှုနီးကပ်စွာလှုပ်ဆောင်ဖို့စီစဉ်ထားတယ်လို့ဆိုပါတယ် အထူးသဖြင့်တရုတ်ပြင်သစ်ဘက်ဆုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးမှာတိုးတက်မှုအသစ်တွေရရှိအောင်မြင့်တင်ဆောင်ရွက်ဖို့တရုတ်ဥရောပသမဂ္ဂဆက်ဆံရေးကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုကိုမြင့်တင်သွားမှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့နိုင်ငံစုံပူပေါင်းဆောင်ရွက်ရေးဟွာရနဲ့ကမ္ဘာငြိမ်းချမ်းရေးတည်ငြိမ်ရေးနဲ့စီပင်ဝပြောရေးကိုထိမ့်သိမ်းရမှာပုံပြီးကြီးမားတဲ့အကျိုးကိုဆောင်ကျင်းဖို့ပါဝင်မယ်လို့တရုတ်ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ အနောက်နိုင်ငံသတင်းစာတွေကတော့တရုတ်ပြည်သစ်ဆွေးနွေးပွဲမှာတင်းမာနေတဲ့တရုတ်ဂျပန်ဆက်ဆံရေးနဲ့ထိုင်ဝမ်အရေးကိစ္စတွေမှာတရုတ်ကဥရောပကိုသူတို့ဘက်ကရက်တီဖို့ဆွေးနွေးသွားဖို့အလားအလာရှိတယ်လို့យေတာကြပါတယ်ရုရှားသမ္မတပူတင်ကဥရောပနိုင်ငံတွေဆင်လာရှိရဆိုရင်ရုရှားကစစ်ဖြစ်ဖို့အသင့်ရှိတယ်လို့ပြောဆိုလိုက်ပါတယ်။သမ္မတပူတင်ရဲ့အဓိကစိန်ခေါ်ချက်နဲ့ချိန်ချောက်ပြောဆိုမှုအစ်စ်တွေဟာယူကရိန်းစစ်ပွဲငြိမ်းချမ်းရေးဆွေးနွေးမှုတွေနဲ့ဆက်ဆက်နေပါတယ်။ ပူတင်ကရုရှားဟာဥရောပနဲ့ဆက်ဖြစ်ဖို့အစီအစဉ်မရှိပါဘူးလို့ထပ်ခါတလဲလဲပြောဆိုခဲ့ပေမဲ့ဥရောပနိုင်ငံတွေကဆန္ဒရှိလာပြီးစတင်မယ်ဆိုရင်တော့အသင့်ရှိတယ်လို့ပြပြတသားစိတ်ခေါ်လိုက်ပါတယ်။ဆက်ဖြစ်မယ်ဆိုရင်ဥရောပမှာငြိမ်းချမ်းရေးဆွေးနွေးဖို့တော့ဘယ်သူမှကြံမှာမဟုတ်ဘူးလို့လည်းချိန်ချလိုက်ပါတယ်။ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက်အမေရိကန်ဦးဆောင်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုဥရောပနိုင်ငံတွေကနောက်ဆက်နေတယ်လို့လည်းပူတင်ကဆွဆွဲခဲ့ပါတယ်။ ဥရောပခေါင်းဆောင်တွေဟာရုရှားအတွက်လောကလက်ခံလို့မရနိုင်တဲ့အချက်လက်တွေကိုညှိချဲရေးအဆိုပြုချက်ထဲမှာထက်သွင်းဖို့ကြိုးပမ်းနေကြပြီးတော့စစ်ပွဲမပြီးအောင်လုံနေကြတယ်လို့သူကစွပ်စွဲပါတယ်ယူကရိန်းစစ်ပွဲငြိမ်းချမ်းရေးအတွက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဂျာဝင်ဆောင်ရွက်နေပြီးအမေရိကန်တွေရဲ့ငြိမ်းချမ်းရေးကမ်းလှမ်းချက်ဟာရုရှားဘက်ကဗဲလိုက်တယ်လို့ဥရောပကစွပ်စွဲခဲ့ပါတယ်။အဲဒီနောက်မှာဥရောပကအဆိုပြုချက်တရက်ကိုအပြိုင်တင်သွင်းခဲ့ပါတယ်။ အဲ့လိုလှုပ်ဆောင်မှုအပေါ်တမဒပူတင်ကစိတ်ဆိုးပြီးဥရောပကိုစိတ်ခေါ်လိုက်တာဖြစ်ပါတယ်။ထိုင်းနိုင်ငံတော်ဝင်ပြင်တဲ့ကအရေးရောက်ခွင့်ပြုတဲ့အချိန်နဲ့ပတ်သက်ပြီးထုတ်ပြန်ပါတယ်။ထိုင်းနိုင်ငံမှာအရင်ကကတ်သက်ထားတဲ့နေ့လယ်နာရီကနေ9နာရီအထိကိုအရက်ရောင်းခွင့်ပြန်ပြုမယ်လို့တော်ဝင်ပြန်နှမ်းမှဖော်ပြပါဗျာ ်ဒါကြောင့်ထိုင်းနိုင်ငံမှာမနက်7:00နာရီကနေည7:00နာရီအထိအရက်ရောက်ခွင့်ရှိသွားတာပါမကြသေးခင်ကထုတ်ပြန်တဲ့အရက်တောက်ချိန်ကန့်သက်ချက်ကိုတော့ဒီပြည်တန်းမှာထက်သွင်းထားတာမတွေ့ရပါဘူးအရက်တောက်ချိန်ကိုအရက်ရောင်းချိန်နဲ့ညှိထားတော့အရက်တောက်ချိန်ကလည်းမနက်7:00နာရီကနေည7:00နာရီလို့ပြောရမှာဖြစ်ပါတယ် ဒီအချိန်ကန့်သက်ချက်အစ်စ်ကိုရက်ပေါင်း180စံသက်ကာလအနည်းနဲ့ထားရှိသွားမှာဖြစ်ပါတယ်။မူလသတ်မှတ်ထားတဲ့အချိန်အရထိုင်းနိုင်ငံမှာနေ့လယ်၂နာရီကနေညနေ၅နာရီပြီးတော့ည၁၂နာရီကနေမနက်၁၇နာရီအထိကိုအရက်မရောင်းရလို့သတ်မှတ်ထားပါတယ်။မကြသေးခင်ကတော့အဲ့ဒီအခြေတွေမှာအရင်မတော့ရဆိုတဲ့ကက်သက်ချက်ပါလှုပ်လိုက်တဲ့အခါဝေဖန်မှုတွေမြင့်တက်ခဲ့တာပါ နောက်ဆုံးမှာတော့အခုပြောတဲ့တော်ဝင်ပြန်လဲထွက်ပေါ်လာခဲ့တာဖြစ်ပါတယ် တင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကတင်းလာနေကနေတောက်ကြနေအထိညတိုင်းရုပ်သက်သတင်းအစီအစဉ်ကိုထုတ်လွှင့်နေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။